င်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်အောက်တိုဘာလ3ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့် Radio NUG ရဲ့စီးရီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါအခုပထမဆုံးတစ်ပုတ်အနေနဲ့ရွှေဘူမာစစ်တပ်ကလက်နက်ကြီးကြီးဖုံးကြီးချောင်းတဲ့ကြားရောက်ပောက်ခွဲပြီးတော့ကိုရင်လေးပါပြန်လွန်တော်မူကစက်တပါးတန်ရာရတဲ့တရင်ကိုတင်ပြပေးပါမယ်စကိုင်းတိုင်းရွှေဘူမြို့ပေါ်ကဖုန်ကြီးချောင်းတစ်ချောင်းမှာစစ်တပ်ကပြစ်တဲ့လက်နက်ကြီးကြီးကြားရောက်ပေါက်ကွဲတာကြောင့် ကိုရင်၄ပါးပြန်လည်တော်မူပြီးတော့ဆက်တပါးတန်ရရသွားတယ်လို့ဒေတာတွင်သတင်းရင်းမြစ်တွေကပြောပါတယ်။ရွှေဘုံမြို့အဝင်မုတ်ဦးကနေထွက်လာတဲ့စစ်တပ်စစ်ကြောင်းမနေ့ကအောက်တိုဘာလ၂ရက်နေ့တကနန်းရွာကိုဝင်လာချိန်မှာဒေတာတွင်တော်လိုင်းအင်အားစုတွေနဲ့တိုက်ပွဲဖြစ်ခဲ့တာလည်းရှိတယ်လို့ဆိုပါတယ်။တိုက်ပွဲဖြစ်နေချိန်မှာရွှေဘူကာညာနာမှာရှိနေတဲ့ စစ်သားတွေနဲ့ထောက်ဖို့တက်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ရမှာလက်နက်ကြီးကြီးတလုံးရွှေဘုံမျိုးပေါ်ကအောင်မြေချမ်းမြေဖုံးကြီးကျောင်းတဲကြားရောက်ပေါက်ကွေးတာကြောင့်အသက်73နှစ်နဲ့74နှစ်အရွယ်ကိုရင်လေးပါပြန်လည်တော်မူခဲ့တာလို့သိရပါပြီအကြမ်းဖက်စစ်တပ်ကပစ်တဲ့လက်နက်ကြီးတွေထူထောင်ရေးရက်ခွက်နဲ့ရွှေဘုံသာဖျားအနီးကြားရောက်ခဲ့တာရှိပေမဲ့ မပေါက်ကွဲခဲ့ဘူးလို့လည်းသိရပါတယ်။အဲဒီလိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ရွှေဘူမန္တလေးလမ်းယာယီပိတ်ခဲ့ရပြီးမြန်ဒီကနေ့အော်တိုဘာလ3ရက်မနက်ပိုင်းမှာပြန်ဖွင့်ထားတယ်လို့ဒေသသတင်းရင်းမြစ်တွေကပြောပါတယ်။အကြမ်းဖက်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့်ပြန်လွန်တော်မူသွားတဲ့ကိုရင်တွေကိုဒီကနေ့အော်တိုဘာလ3ရက်နေ့မွန်လွေ2နာရီမှာအုတ်ရှိကန်တုတ်တန်ကိုပို့ပြီးတော့တကြိုသွားမယ်လို့သိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့စစ်ကြောင်းထိုးပြီးတော့တရက်မင်းလာလန်အတိုင်းပြန်လာတဲ့စစ်ရင်တန်းကိုတိုက်ခိုက်မှုမှာစစ်သား6ဦးသေပြီးတော့73ဦးဒဏ်ရာရတဲ့တရင်ကိုတင်ပြပေးပါမယ်။မကွေးတိုင်းမင်းလာမြို့နယ်ကတရက်မင်းလာလန်ပိုင်းမှာစစ်ကြောင်းထိုးပြီးတော့ပြန်လာတဲ့စစ်ရင်တန်းကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာစစ်သား6ဦးသေပြီးတော့73ဦးဒဏ်ရာရသွားတယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါရယ်။အထက်မင်းလာမြို့နယ်လင်းကေရဲစခန်းအနီးတဝိုက်ကရွာတွေကိုစစ်ကြောင်းထိုးပြီးတော့ပြန်လာတဲ့အင်အား100ခန်းပါဖောကား၄စီးကို တရက်မင်းလာလမ်းပန်းရဲ့တဟက်ပင်ရေနံမော်အနီးမှာ USBA တပ်ဖွဲ့ဝင်တွေကမနေ့ကအော်တိုဘာလ2ရက်နေ့ညနေ4နာရီခန့်အချိန်ပြစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဗမာပြည်ကာကွယ်ရေးတပ် USBA တာဝန်ရှိသူတို့ကအတည်ပြုထားပါတယ်။၃မိနစ်ဝန်းကျင်သာကြာတဲ့ပြစ်ခတ်တိုက်ခိုက်မှုအတွင်းစစ်တပ်ဘက်က6ဦးတိဆုံးပြီးတော့73ဦးဒဏ်ရာရသွားတာလို့ဆိုပါတယ်။အခုလိုတော်လန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ပြစ်ခတ်တိုက်ခိုက်တာကိုခံရပြီးမြင်အရီစီရင်တန်းဟာ ရက်မတော်ဘဲဒဟပင်ရေနံမော်ရောက်တဲ့အထိအရှိန်မြင့်မောင်းပြေးခဲ့ပြီးတော့ရေနံမော်ရောက်ကမှလက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်တာမျိုးတွေလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗျ။ စစ်တပ်ရင်တန်းကိုပြစ်ခတ်တိုက်ခိုက်နေချိန်မှာအယက်သားကုန်တင်ကားတစီမောင်းဝင်လာတဲ့အတွက်ကြောင့်တော်လန်ရေးတပ်ဖွဲ့ကအယက်သားကားကိုမထိစီဖို့ရှောင်ပြစ်ခတ်ခဲ့ရတာကြောင့်စစ်တပ်ဘက်ကအကြအဆုံးနှဲသွားတာလို့လည်းဒေသအတွင်းသတင်းတွေအများသိရပါပြီ။အကြမ်းဖက်စစ်တပ်ကစစ်ရင်တန်းတိုက်ခိုက်ခံရတဲ့နေရာကိုမကြာမီစစ်ကြောင်းထိုးပြီးတော့နေမြေရှင်းလင်းတာတွေလှုပ်လာနိုင်တာကြောင့်ဒေသနေပြည်သူတွေအနေနဲ့သတိပြုနေထိုင်ကြဖို့ဗမာပြည်ကာကွယ်ရေးတပ် USPA ကတတိပေးထားပါရခင်ဗျာ။ ဆက်လက်ပြီးတော့တီဘောမျိုးနယ်မှာစစ်တပ်ရဲ့ဘုံထက်ကျဲတာကြောင့်အဆောက်အုံတစ်ခုပျက်စီးတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ရှမ်းမြောက်ဒေသတအောင်တက်မဟာနှစ်နယ်မြေဖြစ်တဲ့တီဘောမျိုးနယ်ကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေ ပေါင်900ဘုံးနှလုံးထပ်မံလာရောက်ကျဲချတိုက်ခိုက်မှုကြောင့်အဆောင်ဟုန်တစ်ခုပျက်စီးသွားတယ်လို့ PSLF TNL သတင်းနဲ့ပြန်ကြားရေးဌာနကဒီကနေ့အောက်တိုဘာလ3ရက်နေ့မှာထုတ်ပြန်လာပါတယ်။အကြမ်းဖက်စစ်တပ်ဟာမနေ့ကည10:15မိနစ်အချိန်မှာဒီဘုံးမျိုးနဲ့စံဖိတ်ကြီးရွာကကုမှုဒရာဟိုတယ်ကိုရည်ရွယ်ချက်ရှိရှိ ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကုမူဒရာဟိုတယ်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ဆိုပါရီအကြမ်းဖက်စစ်တပ်ဟာမနေ့ကစက်တင်ဘာလ2ရက်နေ့မနေ့ပိုင်းတုန်းကလည်းနမ်တူမျိုးကစစ်ရေးပြတ်မှတ်မဟုတ်တဲ့နေရာကအရက်သားပြည်သူတွေကိုဥတီပြီးတော့ရွေချက်ရှိရှိပေါင်900ဘုံကျဲချခဲ့တာကြောင့်အမျိုးသားတအူးအမျိုးသမီး3ဦးတည်ဆုံးခဲ့ရတဲ့အပြင်ကလေးငယ်တအူးအမျိုးသား2ဦးအမျိုးသမီး2ဦးဘုံစားထိမှန်တန်ရာရခဲ့ပါသေးတယ်အကြမ်းဖက်စစ်တပ်ဟာစက်တင်ဘာလ3ရက်နေ့တုန်းကလည်းတီဘောမျိုးနဲ့ ဘောကျူကြီးရွာကပြည်သူလူထုရှိရာနေရာတွေကိုဘုံကျဲချတိုက်ခိုက်ခဲ့တာကြောင့်အယက်သားပြည်သူတအူထိခိုက်ဒဏ်ရာရခဲ့ပြီးတော့အိမ်သုံးလုံးပျက်စီးခဲ့တယ်လို့မှတ်တမ်းတွေအရသိရပါတယ်အကြံပေးစစ်တဲ့ဟာတအောင်းပြည်အတွင်းတင်မဟုတ်ဘဲနဲ့တိုင်းသားလက်နက်ကန်အဖွဲ့တွေဒီဒုကာခွေတပ်ဖွဲ့တွေတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တဲ့နေရာတွေကိုအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးနေတယ်လို့လက်နက်ကြီးတွေနဲ့ပြစ်တာဒရုန်းအပါအဝင်လေကြောင်းကနေအပြစ်မဲ့ပြည်သူတွေအပေါ်မှာစစ်ရာဇဝမှုတွေကျူးလွန်နေတယ်လို့ TNL ကပြောကြားထားပါတယ်။ ဒါကြောင့်မိဘပြည်သူတွေအနေနဲ့စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုတွေကိုရှောင်ရှားနိုင်ဖို့စည်ရေးတရီအမြဲရှိကြဖို့နဲ့လေကြောင်းရန်ကနေကာကွယ်နိုင်ဖို့လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနီးလန်းတွေကိုလိုင်းနာဆောင်ရွက်ကြဖို့ TNL အပါအဝင်တော်လိုင်းအင်အားစုတွေကတိုက်တွန်းထားပါရခင်ဗျာဆက်လက်ပြီးတော့ရခိုင်ပြည်မှာအကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တလအတွင်းအရက်သား20ကျော်သေဆုံးပြီးတော့90နီးပါးဒဏ်ရာရတဲ့တဲ့တင်ကိုတင်ပြပေးပါမယ် အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ရခိုင်ပြည်မှာတလအတွင်းအရက်သား20ကျော်တိဆုံးပြီးတော့90နီးပါးဒဏ်ရာရသွားတယ်လို့အရခတက်တော်သတင်းနဲ့ပြန်ကြားရေးကထုတ်ပြန်ထားပါရီအကြမ်းဖက်စစ်တပ်လက်အောက်ခံလေတပ်ကအရခဒေသမှာရှိတဲ့ရက်ကွက်နဲ့ကြေးရွာတွေကိုရွေကျက်ရှိရှိ ပြစ်မှတ်ထားပြီးတော့ဘုံကျေတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်အခုနှစ်စက်တင်ဘာလတလတည်းမှာပဲရဲသား23ဦးတည်ဆုံပြီးတော့49ဦးဒဏ်ရာရခဲ့တယ်လို့ဖော်ပြထားပါတယ်။ဖက်စစ်အကြမ်းဖက်စစ်ကော်မရှင်ရဲ့လေးချောင်းကနေဘုံကျေတိုက်ခိုက်ခဲ့မှုကြောင့်တည်ဆုံဒဏ်ရာရခဲ့တဲ့အရခဒေသကအပြစ်မဲ့အရဲသားပြည်သူများစည်ရင်းကိုထုတ်ပြန်ရမှာတည်ဆုံသူတွေဟာအမျိုးသား29ဦးအမျိုးသမီး၄ဦးဖြစ်ပြီးတော့ဒဏ်ရာရသူအမျိုးသား29ဦးအမျိုးသမီး20ဦးဖြစ်တယ်လို့အသိပေးထားပါတယ်။စက်တင်ဘာလအတွင်းမှာဖက်စစ်အကြမ်းဖက်စစ်တပ်ဟာအရခတပ်တော်ထိန်းချုပ်ထားတဲ့ ်ရခိုင်ပြည်နယ်အတွင်းကြောက်တော်တန်ကျွဲနဲ့ချင်းပြည်နယ်တွေကပလောဝမျိုးတို့ကိုဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အရသာပြည်သူရိသီဆုံးရတာဖြစ်ပါတယ်အကြံဘက်စစ်တပ်ဟာစက်တင်ဘာလ29ရက်နေ့နေ့လယ်ပိုင်းမှာ ပလောဝမျိုးကို Jet Fighter နဲ့၃ချိန်တိုင်ဘုံကျဲတိုက်ခိုက်ခဲ့ရမှာအမျိုးသမီး၂ဦးသေဆုံးပြီးတော့၂၃ဦးဒဏ်ရာရခဲ့တယ်လို့စက်တင်ဘာလ၂၉ရက်နေ့ညနေပိုင်းမှာလေတန်တွဲမျိုးကို Jet Fighter နဲ့၂ချိန်ဘုံကျဲတိုက်ခိုက်ခဲ့ရမှာတော့အပြစ်မဲ့အရသာပြည်သူ၂ဦးသေဆုံးပြီးတော့၅ဦးဒဏ်ရာရခဲ့ကစက်တင်ဘာလ၁၂ရက်နေ့ညတကောင်အချိန်မှာကြောက်တော်မျိုးနယ်ကတရက်တပင်ကြီးရွာမှာရှိတဲ့ပညာပန်းကင်းနဲ့ အမြင်သစ်ကိုပိုင်အထက်တန်းချောင်းကိုဘုံကျဲတိုက်ခိုက်ခဲ့မှုမှာတော့ចောင်းသားចောင်းသူ20ဦးတီဆုံးပြီးတော့21ဦးတန်းရရခဲ့တယ်လို့မှတ်တမ်းတွေအရာသိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့ရေစကြိုမြို့မှာကင်းလှည့်နေတဲ့စစ်သားတွေရန်ကားပစ်ခတ်မှုကြောင့်အပြစ်မဲ့အရသားတအုပ်တိဆုံးတဲ့တရင်ကိုတင်ပြပေးပါမယ်။ရေစကြိုမြို့ပေါ်မှာကားတစီနဲ့ကင်းလှည့်နေတဲ့အကြမ်းဖက်စစ်သားတွေရဲ့ရန်ကားပစ်ခတ်မှုကြောင့်အပြစ်မဲ့အရသားတအုပ်တိဆုံးခဲ့ရတယ်လို့ရေစကြိုတရင်အချက်လက်ကော်မတီ Info Committee ရေစကြိုကဒီကနေ့အော်တိုဘားလ3ရက်နေ့မှာအသိပေးထုတ်ပြန်လာပါတယ်။အော်တိုဘားလ1ရက်နေ့ညနေ6:00ဝန်းကျင်အချိန်မှာရုံပေါင်းစုံအတွင်းကနေ အယ်ဖာကားတစီးနဲ့လှည့်ကင်းပတ်နေတဲ့အကြမ်းဖက်စစ်သားတွေရဲ့ရုံမှာရန်ကားတဲ့ပြစ်ခတ်မှုကြောင့်အပြစ်မဲ့ပြည်သူတွေဦးတည်ဆုံးခဲ့ရတာလို့ဆိုပါရီတည်ဆုံးသူကအမှတ်၁ ထင်းတန်းရက်မှာနေတဲ့အသက်32နှစ်အရွယ်ကိုဖြိုးဆိုသူဖြစ်ပြီးတော့အောင်မင်္ဂလာရက်ကွက်ကနေအိမ်ပြန်လာချိန်မှာဆိုင်ကယ်တစ်စီးကိုနှစ်ယောက်စီးသွားသူတွေကိုလိုင်းလံပစ်ခတ်ရာကဆိုင်ကယ်စီးသွားသူတွေကိုမထိပဲနဲ့လမ်းဘေးမှာဆိုင်ကယ်စီးဖို့ပြင်နေတဲ့ကိုဖြိုးကိုထိမှန်ပြီးတော့နေရာမှာတင်တိဆုံသွားခဲ့တာလို့အသိပေးထားပါတယ် PDF တွေကိုကြောက်နေတဲ့ရေစကြိုမျိုးပေါ်ကအကြမ်းဖက်စစ်သားတွေဟာဆိုင်ကယ်တစ်စီးကိုလူနှစ်ယောက်မစီးရဘူးလို့အထိပယ်မဲတဲ့အမိန့်ထုတ်ကား ရုံမှရန်ကားစွာလိုက်လံပစ်ခတ်မှုတွေကြောင့်အရင်ကလည်းအပြစ်မဲ့ပြည်သူတွေထိမှန်သိဆုံးရတာရှိတယ်လို့မှတ်တမ်းတွေအရသိရပါပြီ။အခုလိုအမိန်ထုတ်ထားတာကြောင့်ခရီးတဲ့ကားတွေဟာရွာတွေကခရီးတွေကိုမြို့အထွက်နေရာတွေထိလိုက်ပို့နေရပြီးတော့စစ်သားတွေလုကင်းလောက်တဲ့နေရာရောက်မှစိုက်ကယ်တွေနဲ့သွာလာနေကြရတယ်လို့လည်းသိရပါပြီ။အခုဖြစ်စင်မှာလည်းခရီးတွေလာခေါ်တဲ့စိုက်ကယ်စီးပြည်သူမှန်သိနေရတဲ့အတွေးလိုက်ပစ်ခတ်ခဲ့တာကြောင့် ဆိုက်ကဲသမားမမှန်ဘဲနဲ့ကိုဖြိုးကိုထိမှန်ပြီးတော့တီဆုံသွားခဲ့တာလို့ဒေသနေပြည်သူတွေကပြောပါတယ်။တီဆုံသွားတဲ့ကိုဖြိုးရဲ့ရုပ်အလောင်းကိုစစ်သားတွေယူဆောင်သွားခဲ့ပြီးတော့တရင်ကြားလို့လိုက်လာတဲ့မိသားစုကိုရုပ်အလောင်းချက်ချင်းမပေးဘဲနဲ့ဆိုက်ကဲ၃ယောက်ပူးစီးပြီးတော့ပြည့်ရတာဟာမှန်ကန်ကြောင်းမိဘတွေကိုလက်မှတ်ထိုးခိုင်းခဲ့တယ်လို့သိရပါတယ်။တီဆုံသူကိုဖြိုးရဲ့နာရီကိုဇနီးဖြစ်သူနေထိုင်ရာရွှေချောင်းကျေးရွာမှာပြုတ်လုံမှာဖြစ်ပြီးတော့ဇနီးနဲ့လူမမေသားနဲ့သမီး၂ဦး ြံရစ်တယ်လို့ရေစကြိုသတင်းအချက်အလက်ကော်မတီ info committee ရေစကြိုကထုတ်ပြန်ထားပါရခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ radio nug သတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါရခင်ဗျာ